။ဘုဒ္ဓဘာသာမှာဘုရားသခင်ကကံဘုဒ္ဓဘာသာမှာကံကဘုရားသခင်ကံကဘုရားသခင်နော်ဟုတ်လားအဲကံဆက်စရာအဲ့လိုလည်းပြောကြတယ်ကံဆက်စရာကံစီမံရာဟုတ်လားကံကြမ္မာကတော့ဟုတ်လားမပေါက်ဖက်ပေးနိုင်တာ အဲ့လိုပေါ့နော်ဘုရားသခင်ဟာတော့ပေါင်းဖက်ပေးတာပေါ့ဘာမှတတ်နိုင်ဘူးဘုရားသခင်စီရင်တဲ့အတိုင်းဒါအလုံးနာခံရတာဘုရားသခင်ကလည်းဘုရားခင်ကပတ်မလိုက်ဘူးနော်ပတ်မလိုက်ဘူးတရားသဖြင့်စီရင်တာလူကိုဖန်ဆင်းပြီးလူကိုဖန်ဆင်းစီစဉ်တင်ဆက်တယ်ပေါ့ဒါအလုံးဖန်ဆင်းတယ်သူကြွေးတယ်အလုံးရဲ့အကောင်းဆုံးအလုံးကိုတရားအလုံးကိုပြန်စီရင်တယ်နေရာပြန်ချတယ် တေသောသူဝိညာဉ်လည်းနေရာပြန်ချကံဆိုတာကမ္မဆိုတဲ့ပါဠိကလာတာပါမြန်မာလိုပြန်ရင်ကမ္မဆိုတာပြုမှုချင်းပြုလုပ်ချင်းလို့အဓိပ္ပာယ်ရပါတယ်ကံကလည်းပဲကိုဖြင့်ပြုသောကာယကံအမှုနှုတ်ဖြင့်ပြုသောဝစီကံအမှုစိတ်ဖြင့်ပြုသောမနောကံအမှုဆိုပြီး၃ပါးရှိပါတယ်တတဝါတိုင်းတတဝါတိုင်းဟာမိမိတို့ပြုတဲ့ဤကံ၃ပါးကြောင့်ကောင်းကျိုးဆိုးကျိုးခံစားရတာဖြစ်တယ် ံနဲ့ဖန်ဆင်းရှင်ဘာဆိုင်လို့လဲကံနဲ့ဖန်ဆင်းရှင်ဘာမှမဆိုင်တာဘူးဆိုင်တဲ့သဘောမျိုးရောကြော်လုပ်ပြီးပူသားလာပြောတာမရှက်ဘူးလားဟင်တက္ကတော်တို့ရဲ့တန်မာကျမ်းစာတုတ်တန်ကျမ်းအခန်းကြီး7နှစ်အခန်းငယ်22မှာမူသားသုံးသောနှုတ်ခမ်းသည်သာဝရဘုရားဆက်ဆုပ်ရင်ရှားတော်မူပဲဖြစ်သစ္စာတရားကိုစောင့်ရှောက်တော်သူတို့မူကားနှစ်လိုတော်မူပဲဖြစ်ကြ၏လို့ဆိုထားတယ်နော် ကျမ်းစာကမူသားမပြောဖို့တားမြစ်ထားပါရဲ့နဲ့။ဘာကြောင့်မူသားလာပြောတာလဲ။ကျမ်းစာရဲ့အစုံအမကိုမလိုက်နာတာလား။ဟင်။တက္ကတော်တို့ဘာသာတက္ကတော်တို့သာသနာတိုးတက်ဖို့အတွက်ကြိုက်တဲ့နီးကြိုက်တဲ့ဟန်နဲ့တက္ကတော်တို့လွတ်လွတ်လပ်လပ်သာသနာပြုပါ။ဦးစင်းတို့စိတ်မဝင်စားပါဘူးနော်။ဘုရားဘာသာကိုမှီပြီးတော့လိုချင်တဲ့အတုံးနှုံးတွေတုံပြီးသာသနာလာမပြုပါနဲ့။အဲ့ဒါဆိုရင်တော့ဦးစင်းတို့ကြောတင်ကပြောရပါလိမ့်မယ်နော်။ဘုရား ုဒ္ဓဟောတဲ့တရားတွေမှန်တယ်များကဗုဒ္ဓဟာမဟုတ်ဘူးเนาะဗုဒ္ဓကပြန်ပြောပြတာဟာဗုဒ္ဓဒီလောကကြီးရဲ့เนาะဟလာဒတ္တဏီကဒီလောကကြီးရဲ့အဓိပ္ပာယ်ကိုရှာတယ်ရှာတဲ့ချိန်မှာဟလာသူရှာတွေ့တယ်တွေ့တဲ့ခါကျတော့ဒါကိုပြန်ပြောပြတာလာအဲ့ဒါတွေကဒီကဘာကိုဖန်ဆင်းထားတဲ့ဘုရားသခင်ရဲ့အရာတွေပါเนาะဥမာပေါ်တော့ဘုလိုပြောတယ်เนาะ အနိစ္စဟာလားဒုက္ခအနတ္တတဲ့ဒါတွေအားလုံးပါနော်ဗုဒ္ဓဟာမဟုတ်ပါဘူးဗုဒ္ဓပြန်ပြောပြတော့ကဲထားပါတော့ဗုဒ္ဓကိုမေးမယ်နော်ဗုဒ္ဓမင်းသားကြီးဘယ်လိုသိလဲဟာလားဘယ်သူကပြောပြရလဲဘယ်သူကတင်ပြတာလဲဆိုဒါတွေကိုဘယ်သူကပြောပြရလဲဆိုတော့နော်လောကကြီးကနော်ဒီကမ္ဘာလောကကြီးမှာဟာလားသူ့ကိုသူနာသူသေးနော်သူမြင်တယ်မြင်တဲ့ခါတော့ဒီမှာသူတိတယ်နားလေဥမာပြောရမယ်ဆိုရင်ကျွန်တော်တို့ ဟိုကလူလင်ပေါ့လူလင်ဆိုတာဟိုကအာကောင်ဟာဟာဝါအာကောင်လန့်စုရဲဆိုလူလင်ပေါ့နော်ပါဇက်နဲ့ဒီလှန်ဖန်ပြတယ်အဲ့မှာဘသူကြောက်တက်လဲဆိုတော့ဂျိုင်းကြောက်တက်တယ်ဂျိုင်းကြောက်တက်တဲ့ရှင်မှာဒါပေမဲ့ဂျိုင်းကတင်ပေးပါလဲဆိုတော့ဝင်မခံဝင်မခံတဲ့ကာကြသူကိုယ်သူဟိုကတန်သူကအလိုလျောက်တက်တယ်ပေါ့နော်သူကိုယ်သူသူ့ကိုအလ်ဘိုကံလို့ဖြစ်သွားတဲ့ခါကြတော့နော် အမမှားသွားတာပေါ့တကယ်တမ်းကျဘာလို့တင်ပေးရလဲဆိုတော့ဘုရားသခင်ကတင်ပေးတာအဲ့ဒါကိုမှားလားဟိုကဗုဒ္ဓကလည်းဒါတစင်ပြန်ပြောပြတယ်နော်အဲ့ပုံစံမျိုးပါပဲနော်တကယ်တမ်းကျတော့ဒီအနေဆာအနတ္တဒုက္ခတွေဆိုတာနော်ဟလာဒီကဘာလောကကြီးနဲ့တက်ဆိုင်နေအရာပါဗုဒ္ဓပြောမှနော်ချစ်ပြတ်သွားတာမဟုတ်ဗုဒ္ဓမမွေးပေးခြင်းအချိန်ငါတော့ကလည်းနော်ရှိပြီးသားနော် ုကမပေါ်ပေါက်ကုန်တဲ့ကဒါတွေကနော်ဘုရားသခင်ဖန်ဆင်းထားတဲ့အရာတွေရှိပြီးသားအဲ့ဒါကိုနားလဲစီကျွန်တော်ကျွန်တော်ကရှင်းပြရအောင်နော်မုန်းကျင်လဲမုန်းပါလေးစေအခုလဲဆိုကျောင်းနောက်မှာဘုရားသခင် ရှိတယ်ကျွန်တော်ဘေးမှာဘုရားသခင်ရှိတယ်ကျွန်တော်ဘက်ကရက်ပြီးနေမုန်းတော့ကျွန်တော်မုန်းတော့သူတွေပဲကျွန်တော်စိုးရင်စရာမလိုဘူးအခုလဲဆိုလူသားအားလုံးကိုကင်ထားတာဘာလို့လဲဆိုဘုရားသခင်ကျွန်တော်လူသားအားလုံးဒီကမ္ဘာလောကကြီးကိုကင်ထားတာဘုရားသခင် မှန်တော့ ကားကိုတာကကြားရရပြီးပေါ့ဟုတ်လားဖျားခင်ကစေးကံပြီးပြောပြပြီးတဲ့တွက်ဖျားနှစ်သက်တော်မူတယ်ဘာမှဆိုရင်ပြကြောက်เสียမလို့ကဘာလောကကြီးဘူးမှမပိုင်ဘူးเนาะဘူးမှမပိုင်ဘူးဆိုတော့အကားလုံးပိုင်တယ်ပေါ့เนาะတယောက်ထဲမပိုင်ကျွန်တော်ပိုင်တာလည်းမဟုတ်ဘူးဒီတိုင်းတွက်တယ်เนาะအကြောက်ဒီကဘာလောကကြီးရဲ့အတိတ်ပဲပါเนาะဖျားခင်ရဲ့အတိတ်ပဲပြန်ပြောပြကြားရရပြီးပေါ့မှာကျွန်တော်လည်းမပိုင်ဘူးဒီစကားဟုတ် အနိစ္စဒုက္ခအနတ္တတရားတွေကဗုဒ္ဓရဲ့အရာတွေမဟုတ်ဘူးတဲ့သူတို့ဖျားဖန်ဆင်းထားတဲ့အရာတွေတဲ့ဗုဒ္ဓကလည်းပဲအနိစ္စဒုက္ခအနတ္တတရားတွေဟာငါဟာတွေပါလို့ဘယ်တော့ကပြောခဲ့လို့တော့ဘယ်တော့ကမှမပြောခဲ့ဘူးเนาะဒီအနိစ္စဒုက္ခအနတ္တတရားတွေဟာတဘာဝတရားတွေလို့ချပြီးဟောခဲ့တာဒီတကလေးဟာအရင်တုန်းကဗုဒ္ဓဘာသာလို့သိရတယ်နောက်မှခရိယံဘာသာကိုကူးပြောင်းသွားတာတဲ့ ဗုဒ္ဓဘာသာမှာနေစဉ်တုန်းကလည်းပဲဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အစုံအမကိုတလုံးတစ်ပါးတည်းမှမသိပါဘူးမသိလို့လည်းပဲခရိယန်ဘာသာကိုကူးပြောင်းသွားတာပေါ့နော်သူ့ဘာသာသူဘယ်ဘာသာပဲပြောင်းပြောင်းဥစဉ်ကစိတ်မဝင်စားဘူးအခုဥစဉ်ပြောကြင်တာကဗုဒ္ဓကိုခူတုံးလုပ်ပြီးပြောလာလို့တုတ်ပြန်ပြီးပြောကြင်တာနော်ဒီကနိကေမြမဇာလတုတ်မှလည်းပဲဥစဉ်တို့မြတ်စွာဘုရားကချက်သားတို့ ဖျားကူဖြစ်စေတရားကူဖြစ်စေမဟုတ်မှန်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုရင်ပြန်လေတုတ်ပြန်ပြောဆိုရမယ်လို့ဟောကြားထားတယ်။ဒါကြောင့်ဥစဉ်ကတုတ်ပြန်ပြီးပြောဆိုမှာနော်။ဗါတဲ့အနိစ္စဒုက္ခအနတ္တတရားတွေကဖျားသခင်ဖန်ဆင်းထားတဲ့အရာတွေဟုတ်လား။ဒါကလေးကျမ်းစာမဖတ်ဘူးတဲ့လေ။ကျမ်းစာဖတ်ပါနော်။တမ္မာကျမ်းစာယောမကျမ်းအခန်းကြီး3အခန်းငယ်30ဆနှစ်မှာဗာပြောထားတယ်လေ။ကျမ်းစာလာပြီက ဖြောင့်မတ်တော်သူဟု၍တယောက်မျှမရှိနားလေတော်သူ မရှိဖျားသခင်ကိုရှာတော်သူမရှိလူအပေါင်းတို့သည်လမ်းလွဲကြပြီတညီတညွတ်ထဲသုံးမရကြတော့ပြီကောင်းသောအကျင့်ကိုကျင့်တော်သူမရှိလို့ဆိုထားတယ်လေအဲ့ဒီမှာကြည့်လိုက်ကောင်းသောအကျင့်ကိုကျင့်တော်သူမရှိလို့ဆိုထားတယ်နော်ကောင်းသောအကျင့်ဆိုတာဘာကိုပြောတာလဲဒီအနိစ္စဒုက္ခအနတ္တတရားတွေကိုရှုမြင်သုံးသပ်ပြီးကြင်ကြံတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးလို့ပြောတာနော် ဆိုလိုတာကတဏ္မာကျမ်းစာမှာဒီအနိစ္စဒုက္ခအနတ္တတရားတွေကိုလက်မခံဘူးလို့ပြောတာနော်တဏ္မာကျမ်းစာကအနိစ္စဒုက္ခအနတ္တတရားတွေကိုလက်မခံပါဘူးလို့ပြောနေပါရဲ့နဲ့အနိစ္စဒုက္ခအနတ္တတရားတွေကိုဘုရားသခင်ဖန်ဆင်းတာပါလို့သူပြောနေတာမရှက်ဘူးလားဟင်ဒါကြောင့်ပြောချင်းတယ်ဆိုရင်လေတည်တည်ချာချာလေ့လာပြီးမှပြောပါ မလေ့လာဘဲနဲ့ရမ်းမပြောပါနဲ့ချက်စရာကြီးနော်နောက်ပြီး ရိယံတက္ကရာကမတချို့ကိုလည်းပဲဦးစဉ်ပြောကြင်ပါတယ်ကိုဘာသာတဲ့ရောက်လာတဲ့လူတိုင်းကိုရမ်းပြီးလက်မခံပါနဲ့เนาะအခုလိုပေါက်ပန်း40လူတွေနဲ့တွေ့ရင် ကိုဘာသာတိုက်ခါကြပါလိမ့်မယ်အဲ့ဒါလေးကိုတော့စေတနာနဲ့တတိပေးပါရစေเนาะ